မမေဒီပလွန်ကြောင်းလေးပြောပြပေးပါမမလေးဒါပလွန်လေးပလွန်ပလွန်ဆိုတာက ကုန်းပလွန်ကြီးပလွန်ရှိတယ်ကုန်းပလွန်ဒီပေါ့တယ်ကုန်းပလွန်ပေါ့တယ်ဒါကုန်းပလွန်ထိုးလိုက်ပေါ့တယ်ပေါ့နော်ရချည်ရဟုတ်ကုန်းပလွန်သူကမျက်တောင်နေလဲခတ်သေးလားဟုတ်ဘော်ဒီနဲ့မှားပြီးတော့လဲဝယ်တတ်တယ် တချို့ကနားမလဲတဲ့လူတွေ body နဲ့မှားပြီးဝင်တတ်တယ်။အဲ့မှားပြီးဝင်တတ်မှာဆိုလို့အမေကစိုးရင်တော့အဲ့ဒါလေးကိုတက်ပြောတယ်။ကုန်းပလွန်ဒီပေါ့လေရေပလွန်ဒီလေးတွေဝိတ်ရှိတယ်။ပလွန်ရဲ့အမျိုးအစားမကြည့်လိုက်တဲ့ဘယ်အရာမဆိုမကြည့်လိုက်တဲ့ပလွန်တိတာပေါ့လေပေါ့နော်။အဲ့ပလွန်ဆိုတာနဲ့ဒီအပေါ်မှာကြောက်မိထိုးရင်ဒီလိုဘိုးရနေလို့ခွာလို့ဒီလိုကတ်ပြီးတော့ထိုးရင် ဘာမှရမ်းနေမှန်းနေမမြင်အောင်ဒီလိုခွာပြီးတော့ထိုးပြီးတော့မှရမ်းလေးကိုဒီလိုရမ်းပြီးတော့မှလက်ကလေးကဒီလိုရမ်းလိုက်ရတယ်ရမ်းပြီးတော့မှအဲ့လိုရှာရတယ်အဲ့လိုရှာမှဒီရဲ့ခန္ဓာဒီသူ့ရဲ့ခန္ဓာကိုယ်မှာ body မှာရှိတဲ့အောင်မြင်ရတာနောက်ပြီးကြောက်ကြောက်မှန်ရေပေါ့နော်ဒါဥပမာဥပမာဒါကြောက်ပေါ့ဒါကြောက်ဆိုရင်ဒါခေါင်းဒါကိုဒါဘိုက်နော်ဟုတ်1ဘိုက်ကြီးတဲ့ဟာဒီ အမေတို့အစာစားတယ်မလားအစာစားလိုက်ပြန်နေကြောင်းလေးရနေဒါကောင်းခန္ဓာကိုယ်ထာဖိုက်ကြည့်ပါနော်ဟိုဝမ်းပိုက်ကြည့်ပါအဲ့လိုဝမ်းပိုက်ရှိတဲ့ဟာဒီကြောက်အောင်တတ်တယ်လေတကယ်တမ်းကြောက်စင်ရယ်လေပေါ့နော်ညဘာလို့ရင်ထားလဲလို့ညဘာလို့ရင်ထားလဲလို့ဟာပြောမှာလို့လားဟုတ်ကြီးညာဒီကလေးကညချမတော့ဒီမေနေသွားညီအားလေးတွေဘူးတူတရအောင် ဒါဒါပလွန်မှတ်ထားနော်ဒါဒါဒါပလွန်တစ်မျိုးသူ့ရဲ့ပလွန်ပလွန်ရဲ့တင်ကိတာအပေါ်မှာမြက်ချောရှိတယ်ဒီလိုကင်ကြီးလိုက်ချောတော့ချောတော့နဲ့ဒီလိုဒီလိုဆန်းလိုက်ဒီလိုချောတော့ချောတော့နဲ့ဟိုကရမ်းမရှိဘူးဒါလည်းပလွန်ပဲဒါလည်းပလွန်မျိုးစားပဲဒါကုန်းပလွန်လို့ခေါ်တယ်ကုန်းပလွန်ဒါမှတ်ထားတော့သမီးပလွန်ရဲ့အကြောင်းကိုပြောပြတယ်ဆိုတာမှားမှာဆိုလို့ body နဲ့မှားတယ်အများသောအားဖြင့်အမေတို့လူတွေတော့ body နဲ့မှားပြီးဝင်ပြီးအဲဒါကြောင့်မလို့ body နဲ့မှားမှသူ့ကိုတက်လွန်းပလွန်ရဲ့ဟိုဟာသင်္ကေတသည်ဒီအခွန်ဒီချော့တော့ချော့တော့နဲ့ရှိရင်ရမ်းဘလို့မှရှာလို့မရဘူးနောက်ပါကြံသေးရလဲပထော့ပထော့ပထော့အကြောင်းချာချာပေါ့ပေါ့ပြောတာပထော့မမေအိမ်ထဲမှာရှိတယ် ကြောက်ကိုဒါဟိုတနေ့ကအမေတော်ဆင်းဟိုနေဖြစ်တာလေဒါမီးဖုတ်လိုက်လို့ပြက်သွားမီးတချို့မီးဖုတ်လိုက်လို့အောင်းနေတာလည်းရှိတယ်ဒီလိုမီးဖုတ်လို့ပြက်သွားတာလည်းရှိတယ်နော်မှတ်ထားနော်ပထော့ဒါဒါဒီပထော့နေချာအနိကတ်နေချာမီးဒါဒီပထော့ तू ကအရေးလိုလိုပါလိုလိုနဲ့ထင်းအောင်ထင်းမဖြစ်တတ်တယ်သူ့ရဲ့တင်ဂိတဒီဒါများသောအားဖြင့် စကြည့်ရင်တော့နည်းနည်းလေးဟိုပေါ့တယ်ပေါ့ဒါပေမဲ့သူ့သူ့ကိုတွေးလို့ရှိရင်သူကတစ်ခုနဲ့တစ်ခုကိုဒီလိုထိခိုက်မှုမခံဘူးဒီလိုထိခိုက်လိုက်လို့ရှိရင်ဒီလိုအပွင့်တွေပါတွေးထားရင်လည်းပဲ့သွားတတ်တယ်ပုံစံပထော့ဒါပလွမ်းဒါကုန်းဒါဒါကုန်းပလွမ်းအာဒါဒါကုန်းပလွမ်းဒါရေပလွမ်းအဲ့လိုမျိုးပေါ့ ။အာကုန်းပလွန်ရှိပလွန်။ဒါပထော့။ဒါပထော့။ဒါလျံဆွေး။ဒါလျံဆွေး။ကြောက်နဲ့မှားပြီးဝယ်ဝယ်တတ်တယ်။သူကလျံဆွေးရလဲကြောက်မျိုးထဲမှာတော့ပါတယ်။အမေပြောတာလေးတွေမှားသွားခဲ့ရင်လဲဖြည့်ဆွက်ပြီးတော့မှကြည့်ကြနော်။ဒီအမေကနားလဲသလောက်ကြီးဆရာဟုတ်ဘူး။သားတို့သမီးတို့မှားမှာဆိုလို့နောင်နောင်ကုန်လေနော်ဒါလေးက ဒါလေးကဟိုဟာနေရဆွေးနေရဆွေးကလည်းလှတာပဲဒါပေမဲ့ကြောက်မျိုးတန်းမှာတော့ပါတယ်ဒါပေမဲ့ကြောက်လို့တော့ဈေးမရအောင်ဒါနေရဆွေးလည်းကြောက်မျိုးတန်းမှာတော့ပါတယ်အမေဈေးမရအောင်ဒါပဲဒါပဲအမေပြောပြချင်တာလေးတက်တာတက်တာ